ယူချနေတဲ့ Sky Villa Condo ကနေကိုအားကိုကိုပြီးလွမြောက်လာခဲ့တဲ့မြေရဖွား၃ဦး Mesla 28ရက်မွန်လွဲ7နာရီ52မိနစ်အချိန်ခန့်မှာပြင်အားအဆင့်ခွန်တသမခွန်ရှိတဲ့မြင်းကလေးဟောင်းမန္တလေးနဲ့စကိုင်းတဝိုက်ကိုဗဟုပြုတ်ပြီးလှုပ်ခတ်သွားခဲ့ပါတယ်။ငလင်းလှုပ်ခတ်မှုကြောင့်မန္တလေးမြို့ရှိအစာအုပ်များပြိုကျပျက်စီးမှုမှာစကိုင်းဗီလာကွန်ထိုလဲပါဝင်ခဲ့ပါတယ်။ အဆိုပါကွန်တိုမာနေထိုင်တဲ့85နှစ်အရွယ်နှလုံးရောဂါရှိတဲ့အဖွားနဲ့အသက်16နှစ်နဲ့73နှစ်အရွယ်မိနှစ်ဦးတို့ဟာငလင်တန်းကိုခန်းစားခဲ့ရပြီးအဆောက်အဦပြိုကျမှုအတွင်ပိတ်မိကောင်အသက်အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ငလင်စတင်ချိန်မှာအဆောက်အဦ6ထပ်မှနယံပြိုကျပြီးအဖွားရဲ့အခန်းတကာပိတ်မိခဲ့ပါတယ်။ညီနှစ်ဦးကခေါင်းထံရရနေတဲ့အဖွားကိုကယ်ဆယ်နိုင်ဖို့အတွက်စူးစမ်းခဲ့ကြပါတယ်။ ငလင်တန်ကြောင့်ပြိုကျလာတဲ့ဖုံမုံများကြောက်တုံးတွေကြားထဲမှာပိမိကထွက်ပေါက်မရှိပဲကဲဆယ်ရီးကိုအော်ဟစ်ကူညီတောင်းခဲ့ကြရပါတယ်။တေဆုံးနိုင်တယ်လို့အထင်မြင်ပြီးကမိသားစုဝင်များမြင်တွေ့နိုင်ဖို့အတွက်ဖုန်းနဲ့အမှတ်တမ်းများရိုက်ကူးခဲ့ပါတယ်။နောက်ရတန်ကြာမှာတော့ရောက်လာတဲ့ကဲဆယ်ရီးအဖွဲ့ကတူနဲ့အပေါက်ငယ်ဖောက်ပေးပြီးရေတိုက်နိုင်ဖို့စူးစမ်းခဲ့ကြပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကခေါ်ထုတ်နိုင်ဖို့ပြင်ဆင်နေချိန်မှာကြန့်ရှိနေတဲ့တူကိုစမ်းမိကကြောက်တုံးတွေကိုထုခွဲပြီးကလေးငယ်တကူစာထွက်နိုင်သောအပေါက်ကိုကိုယ်တိုင်ဖောက်နိုင်ခဲ့ကြပါတယ်ကျောက်တုံးတွေကကြီးမားနေတာကြောင့်ဒဏ်ရာရနေတဲ့အဖွားထွက်နိုင်ဖို့အတွက်အပေါက်ဖောက်နိုင်ခြင်းတော့မရှိခဲ့ပါဘူး။သွေးထွက်များနေတဲ့အဖွားဟာအမောဖောက်လာတဲ့အချိန်လေးဖြစ်လာခဲ့တာကြောင့်ပြင်ချက်ကိုချိုးကညမအငယ်ဖြစ်သူကရက်ခတ်ပေးခဲ့တယ်လို့လည်းသိရပါဗျ။ ၎င်းနောက်ကယ်ဆယ်ရေးအဖွဲ့တွေကမြေဖြစ်သူနှစ်ဦးကိုခေါ်ထုတ်ခဲ့ပြီးအဖွဲ့ကိုဆက်လက်ကယ်ဆယ်ရန်ကတိပေးခဲ့ကြပါသည်။မြေဖြစ်သူနှစ်ဦးကဆေးရုံမှဆေးကုသမှုခံယူနေချိန်မှာကယ်ဆယ်ရေးအဖွဲ့တွေကအဖွဲ့အိုကိုလည်းဘေးကင်းစွာနဲ့ခေါ်ထုတ်နိုင်ခဲ့ကြပါသည်။ငလင်းတန်းကြုံတွေ့နေရချိန်မှာပြန်လည်လွတ်မြောက်လာတဲ့အထိတွေ့ကြုံခဲ့ရမှုတွေကို ခလီးငယ်နှစ်ဦးကဖခင်ဖြစ်သူကိုပြန်လည်ပြောပြထားတာလည်းဖြစ်ပါသည်။ အဆိုပါငလင်လောက်ခတ်ချိန်မှာပြပခီးစင်တစ်ခုကိုဖခင်ဖြစ်သူကရောက်ရှိနေပြီးစနီးဖြစ်သူနဲ့သားအငယ်ဆုံးကတော့အဆောက်ဦးရဲ့ပြင်ပကိုရောက်ရှိနေခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့အဖွားဖြစ်သူနဲ့ကလေးနှစ်ယောက်သာကွန်ထိုးထဲမှာကြံခဲ့ပြီးတော့အခုလိုပိတ်မိသွားခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ကလေးနှစ်ယောက်ရဲ့အသက်ပေးလို့မရအောင်ကြံစားနိုင်ခဲ့တဲ့အစွမ်းအင်နဲ့အရှုံးမပေးဘဲစူးစားခဲ့မှုတွေကြောင့်အဖွားဖြစ်သူလည်းအသက်ရှင်ခဲ့သလိုမိမလေးနှစ်ယောက်ကလည်းအသက်ရှင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။